မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မောတော်စက္ကန့်အတိုက်ခံရမယ်ဆိုတာတပတ်ကြိုသိပေမဲ့ဘာအကာအကွယ်မှစစ်ကောင်းဆောင်တွေလုံမပေးဘူးစစ်တုံ့ပန်းတွေပြောတရင်မှုတာဝန်ယူနေတဲ့မောတော်စက္ကန့်တူးတရင်မှုကထိုင်းဘက်ကိုလိုယုံထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့တော်လန်ရေးပူးပေါင်းတပ်တွေကလာတိုက်မှာကိုတပတ်ကြာကြိုသိပေမဲ့စစ်ကောင်ဆောင်တွေကဘာမှအခအခွဲတွေလုံးမပေးခဲ့ဘူးလို့မြန်မာထိုင်းနယ်စပ်ကမောတောင်စခန်းသိမ်းတိုက်ပွဲမှာအဖမ်းခံရတဲ့စစ်ကောင်စီတပ်သားတွေကပြောပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကနေဆက်ကုံသွဲရေးမြို့ဖြစ်တဲ့မောတောင်မြို့သိမ်းတိုက်ပွဲကို KNU တပ်မဟာလီနဲ့တော်လန်ရေးပူးပေါင်းတပ်တွေကနိုဝင်ဘာ17ရက်မှာစတင်ထိုးစစ်ဆင်ခဲ့ရာတိုက်ပွဲ၄ရက်မြောက်နေ့နိုဝင်ဘာ14ရက်မနက်မှာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ စက္ကန့်သိန်းတိုက်ပွဲမှာစစ်ကောင်စီထံက120မမလက်နက်ကြီးအပါဝင်လက်နက်မျိုးစုံအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့စစ်တုံးပန်း43ဦးဖမ်းမိခဲ့ပါတယ်။ဖမ်းမိတဲ့စစ်တုံးပန်းတွေကိုတပ်မဟာလေးနေမြေတွေကိုရောက်ရှိနေတဲ့ CDM အရာရှိဘုံမူးတင်လင်းအောင်ကတွေ့ဆုံစကားပြောနေတဲ့ရုပ်သံမှတ်တမ်းကိုဘုံမူးတင်လင်းအောင်ရဲ့ Facebook မှာဒီကနေ့နိုဝင်ဘာ15ရက်မှာပေါ်ပြထားပါတယ်။ ဗိုလ်မှူးတင်လင်းအောင်ဟောင်းဒုတက်ရမှုဘဝနဲ့ KNU တက်မဟာချောင်းနေမြေလေးကိကော်ဒေတာမှစီဒီယံပြုလုပ်ခဲ့သူဖြစ်ပြီးစီဒီယံပြုလုပ်စဉ်သူ့မိသားစုကိုစစ်တပ်ကလွတ်မြောက်ရေးကူညီပေးတဲ့ KNU တက်မဟာလေးနေမြေကိုရောက်ရှိနေတာဖြစ်ပြီးမောတောင်စက္ကန့်တိုင်တိုက်ပွဲမှာအဲ့ဒီဒေတာကိုရောက်ရှိနေတာဖြစ်ပါတယ် ကျွန်တော်တို့စစ်တိုက်တဲ့အခါစစ်တိုက်တာရည်ရွယ်ချက်ရှိရမယ်ဗျာ။တော်လန်ရေးတပ်ဖွဲ့တွေကစစ်တိုက်တဲ့အခါသူတို့မှရည်ရွယ်ချက်ရှိတယ်။သူတို့လူထုလူမျိုးပုံတိုင်းရင်းသားတွေကလည်းတိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့အခွင့်အရေးရရှိဖို့ပြီးလို့ရှိရင်စစ်မှန်တဲ့ဒီမိုကရေစီကိုရရှိဖို့တော်လန်ရေးတပ်ဖွဲ့တွေကရည်ရွယ်ချက်နဲ့တိုက်ပွဲဝင်တာအခုခမည်းတော်တိုက်ပွဲဝင်တာရည်ရွယ်ချက်ရှိလားသိလားဘာရည်ရွယ်ချက်ရှိလဲ။ဗမာစစ်တပ်မှနေပြီးစစ်တိုက်နေတာဘာရည်ရွယ်ချက်ကြောင့်ပါဆိုတာသိတဲ့သူရှိရင်ကျွန်တော်ပြောပြပါဟုဘုံမူးတင်လင်းအောင်ကစစ်တုံးပန်းတွေနဲ့တွေ့ဆုံစင်မှာပြောကြားခဲ့ပါတယ်။ ဗိုလ်မှူးရဲ့မေးမြန်းမှုကိုစစ်တုံ့ပန်အချို့ကမသိပါဘူးလို့ပြန်လည်ဖြေကြားပါတယ်။မင်းအောင်လိုင်ကခမရတို့အပေါ်မှာမြင့်တာရှိလား။အခုဒီမှာခမရတို့တိုက်ခတ်ရတော့မယ်ဆိုတဲ့ဟာဟိုညီလေးကိုမေးကြည့်တယ်။စစ်ကြောင်းနှင်မှုကိုမေးကြည့်တာ။တိုက်ခတ်ရတော့မယ်ဟာဘလောက်အကြာကကြိုတိလဲဆိုတော့ခုနှစ်ရက်လောက်အကြာကလေးကကျွန်တော်တို့ကြိုတိနေတယ်တဲ့။ဒါပေမဲ့ခမရတို့ကိုကောက်ွယ်ဖို့စောင့်ရှောက်ဖို့ခမရတို့အသက်အိုးအိမ်စည်းစိမ်ကိုကောက်ွယ်စောင့်ရှောက်ဖို့အတွက်ခမရတို့ကိုမင်းအောင်လိုင်ကဘာလုပ်ပေးလဲလို့ဗိုလ်မှူးတင်လင်းအောင်ကပြောတဲ့အခါ နေတဲ့အခါစစ်တုံးပန်းတွေကဘာမှမလုပ်ပေးဘူးလို့ပြန်လေဖြေကြခဲ့ပါတယ်။မောတော်မှာတာဝန်ကျနေတဲ့ထုတရင်မှုကလည်းမိဖုရားကုန်းကိုတော်လန်ရေးဘက်ကသိမ်းပိုက်ပြီးနောက်နေဆက်ကိပောက်ကနေထွက်ပြေးသွားတယ်လို့သိရကြောင်းဗိုလ်မှူးကပြောပါတယ်။မောတော်စကမ်းမှာတရင်မှုကအမိစရင်ပဲရှိပြီးဒုတရင်မှုကတရင်မှုတာဝန်ယူနေတာလို့ဆိုပါတယ်။တရင်မှုမရှိလို့သူကခိတတရင်မှုလုပ်နေတဲ့သူသူကအောက်ခြေရဲဘော်တွေနဲ့အသက်အိုးအိမ်စည်းစိမ်ကိုငါဘယ်လိုကာကွယ်ရမလဲဘယ်လိုလုပ်ရမလဲဆိုတဲ့ စီမံချက်တွေသူ့မှာမရှိဘူးသူတော်မှကိုလိုယုံပြီးပြတဲ့မီးအောင်လိုင်ကလည်းဒီတိုင်းပဲသူ့ရဲ့အသက်သူ့ရဲ့အာဏာသူ့ရဲ့ယာတူစီစိန်တွေနဲ့ပတ်သက်လာလို့ရှိရင်ခမရတို့ကျွန်တော်တို့ကိုဘယ်တော့မှပြန်လဲမကြည့်ဘူးဆိုတော့ကိုကျွန်တော်ကဟိုးရင်ကလေးကတီလို့အေးအေးဆေးဆေးတော်လန်ရေးဘက်ကိုကူပြောင်းပြီးတော်လန်ရေးဘက်တော်သားတွေနဲ့အတူတူလို့ဘုံမူးတင်လင်းအောင်ကစီဒီယံပြုတ်လုပ်ခဲ့ရတဲ့အကြောင်းရင်းကိုပါစစ်တုံးပန်းတွေကိုပြောပြပါရစေ။ တော်လန်ရေးတပ်တွေမောတောင်စခန်းကိုတိုက်တောင်မောတောင်ပြည်သူလူထုလွတ်မြောက်ဖို့ဖြစ်တယ်လို့လည်းရှင်းပြပါတယ်။တိုက်ပွဲမှာစစ်ကောင်စီတပ်သားတွေတုံ့ပန်းအဖြစ်အပန်းခံရရင်လေမင်းအောင်လိုင်းကပွဲတက်မပြတ်အပြော့ပါမပြတ်ဖိအောက်ခြေရဲဘော်တွေအပေါ်ဘာတန်ရောဆင်မမထားဘူးဟု CDM အရာရှိကရှင်းပြပါတယ်။ ရှိရွယ်ချက်ရီမှန်းချက်ရှိတဲ့သူတွေနဲ့အတူတူစစ်တပ်ရတာပို့ပြီးအတိတ်ပဲရှိတယ်စစ်သားဘဝကနေချက်ချင်းတုံပန်းဖြစ်လာတဲ့အခါကျွန်တော်ခမားတို့လည်းကျွန်တော်ပြောတဲ့စကားတွေနားထဲမှာကန့်လန့်ဖြစ်ရင်ဖြစ်နေလိမ့်မယ်လို့လည်းဘုံမူးတင်လင်းအောင်ကပြောပါတယ်လက်ရှိစစ်တုံပန်းဘဝမှာ AACC နေပါကတော်လိုင်းရေးအဖွဲ့တွေ AACC ထားမှဖြစ်ကြောင်းအတည်ပြုပါတယ်ခမားတို့လည်းဘာလဲဆိုတာ ိုကိုကိုဘာဖြစ်နေပြီလဲငါဘာဆက်လုပ်သင့်လဲဆိုတဲ့ဟာကိုကိုပါသားကိုအေးအေးဆေးဆေးစဉ်းစားပြီးတော့မှဒီကတက်ဖွဲ့တွေကိုနိုင်တဲ့ဟာဝိုင်းပြီးတော့ကူညီကိုကိုတိုင်းတနက်ကြိုင်ပြီးဝင်တိုက်ဖို့မလိုဘူးခင်းတဲ့ချောင်းဖွဲပေးတာရေတပုံးခတ်ပေးတာတော်လန်ရေးကိုကူညီတာပဲထမင်းအုပ်တစ်လုံးတည်ပေးတာလေတော်လန်ရေးကိုကူညီတာပဲမင်းအောင်လိုင်းဘက်ကစစ်သားကလည်းပြည်သူကြွေးတာကိုစားတာတော်လန်ရေးဘက်ကစစ်သားကလည်းပြည်သူကြွေးတာစားတာပြည်သူကြွေးတာစားတာချင်းအတူတူတောင်မှကျွန်တော်တို့ကခုံသိက္ခာရှိရှိပြည်သူကြွေးတာစားတာလို့ဘုံမူးတင်လင်းအောင်ကပြောပါတယ် တော်လည်ရေးဘတ်တော်သားတွေကိုခွေးနဲ့နှာရည်တာကြာဘူးတလားဟုမေးမြန်းခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပဲစစ်ခွေးရဲခွေးဟုခေါ်ဆိုခံရကြောင်းပြောပြပါရယ်။မင်းအောင်လိုင်ကရွှေကောက်ပွဲလုပ်ပြီး AACC ရှောင်ထွက်သွားမှဖြစ်ကြောင်း CDM ဗိုလ်မှူးကပြောကြားခဲ့ပြီးမင်းအောင်လိုင်အစာတုံ့ပန်းဘဝရောက်တာကောင်းတယ်လို့လည်းစစ်တုံ့ပန်းတွေကိုပြောကြားခဲ့ပါရယ်။ KNU ကလည်းစစ်တုံ့ပန်းတွေကိုဥပဒေနဲ့အညီထိန်းသိမ်းသွားမှဖြစ်ကြောင်းနိုဝင်ဘာ14ရက်ကထုတ်ပြန်အတည်ပြုထားပါရယ်။ ဆက်လက်ပြီးမုံရွာမြို့နယ်တွင်စစ်တပ်၏တံပြားကာကများနှင့်ကျင်းနေတင်ကများကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား၃ဦးတေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဇကိုင်းတိုင်းမုံရွာမြို့နယ်တွင်အကြံဖက်စစ်တပ်၏တံပြားကာကများနှင့်ကျင်းနေတင်ကများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား၃ဦးတေဆုံးခဲ့ကြောင်းမုံရွာဒိုင်းနမိုင်း Special Task Force မှတာဝန်ရှိသူတအူးကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ14ရက်နေ့နံနက်9:00နာရီခန့်တွင်မုံရွာမြို့နယ်နာမခါနှင့်ဝမ်ပေါင်ကုမ္ပဏီမှထွက်လာသောအကြံဖတ်စစ်တပ်၏တံပြားကာကရှစ်စီးနှင့်ကျင်းနီတင်တွဲက22စီးကိုတော်လိုင်းရေးတပ်ဖွဲ့များကပရိသာမိုင်း၅လုံးဖြင့်ဖောက်ကွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်တွဲကများသည့်ခင်မွန်ရွာဘတ်စုံချန်အန်ဒီတွင်ထိုးရက်ခဲ့ပြီးတော်လိုင်းရေးတပ်ဖွဲ့များကလက်နက်ငယ်များဖြင့်ထပ်မံဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ရှင်းတိုက်ခိုက်မှုအတွင်အကြံဖတ်စစ်တပ်မှ6ဦးပြင်းထန်ဒဏ်ရာရရှိကာ ၃ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားသောစစ်သားမတအလောင်းများနှင့်ဒဏ်ရာရရှိသူများကိုမုံရွာမြို့မှထွက်လာသောလူနာတင်ကား၆စီးကလာရောက်တဲဆောင်သွားကြောင်းသိရပါသည် အဆိုပါတိုက်ခိုက်မှုကို Freehead Army VHA မှဦးဆောင်ပြီး Children Fighter Group CFG နဲ့မုံရွာ Dynamite SDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းရဲတပ်ဖွဲ့ဝင်တအူထိခိုက်ဒဏ်ရာရရှိကာဒဏ်ရာအခြေအနေမဆိုးရင်ရာကြောင်းသိရပါတယ်။ပြည်သူများအနေဖြင့် Freehead Army VHA အဖွဲ့လိုအပ်လျက်ရှိသောလက်နက်ခရရန်များလေးတပ်နိုင်သည့်ဘက်မှကူညီထောက်ပို့ပေးကြရန် VHA အဖွဲ့ကမြစ်တာရက်ခံထားပါတယ်။ ဆက်လက်ပြီးအေအေနဲ့ပူးပေါင်းတပ်များပိတ်ဆို့ထားတဲ့နှစ်ရက်ကန်စက္ကန့်မှာထွက်ပြေးသူဆယ်ချီရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်နဲ့မကွေးအစပ်ကနှစ်ရက်ကန်ပြူဟာစက္ကန့်ကနေထွက်ပြေးတဲ့စစ်ကော်မရှင်တပ်သားဆယ်ချီရှိနေတယ်လို့ဒေတာပင်သတင်းရင်းမြစ်တွေစီကသိရပါတယ်။အေအေနဲ့ပူးပေါင်းတပ်တွေဟာအဆိုပါနှစ်ရက်ကန်စက္ကန့်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီးနှစ်ရက်ကန်စက္ကန့်ဘေးပတ်လေကကင်းစက္ကန့်တချို့ကိုလည်းတင်ချခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုဝိုင်းဝန်းပိတ်ဆို့ထားတဲ့နှက်ရီကန်ပြူဟာစခန်းကနေဆယ်နှစ်ကြီးတဲ့စစ်သားတွေဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းထွက်ပြေးသွားတယ်လို့သိရပါတယ်။အခုလိုစစ်သားအများအပြားထွက်ပြေးတာဟာအေအေနဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့နှက်ရီကန်ရဲ့ကာကင်းစခန်းဖြစ်တဲ့ကဘာလုံးစခန်းကိုတံပြန်တိုက်ခိုင်းတာကြောင့်ဖြစ်နိုင်တယ်လို့ယခုရက်ပိုင်းမှာအေအေရဲ့ထိုးစစ်တွေပြန်ဆမယ်လို့သတင်းထွက်ပေါ်နေတာကြောင့်အခုလိုအစုလိုက်ပြုံလိုက်ထွက်ပြေးတာဖြစ်နိုင်တယ်လို့ CDM ပိုကြီးစင်ယောကတုံ့သက်ပါတယ်။နှက်ရီကန်စခန်းကနေတော်ယုံတန်ယုံဆိုထွက်ပြေးဖို့ဆိုတာမလွယ်ပါဘူး။ ဘာလို့လဲဆိုတော့နိုင်ငံနဲ့ကပါစာဆက်လီကြတဲ့မှာမိုင်းတွေကအများကြီးပြီးရင်ကျွန်တော်တို့သိရတဲ့လို့ဆိုရင်နိုင်ငံကိုလည်းအထက်ထက်ပိတ်ဆို့ထားတာအဲ့ဒီကြားထဲကနေအများကြီးထွက်ပြေးတာဆိုတော့ဘယ်လိုထွက်ပြေးတာလဲပေါ့ဆိုတော့နိုင်ငံစက္ကန့်ကတီထက်ပို့ပြီးကြီးကြီးကျယ်ကျယ်အတိုက်ခံရဖို့အနေထားရှိနေတယ်အဲ့ဒါကြောင့်သာစစ်သားတွေအွန်လိုင်းကျင်းလိုက် ထွက်ပြေးတဲ့အနေအထားလို့သုံးသပ်ပါတယ်လို့ကိုကြီးစင်ရောကဆိုပါတယ်။နိုင်ငံပြူဟာစခန်းကနေထွက်ပြေးတဲ့တက်ပြေးအရေးအတွက်မှာ၁၀ဦးကျော်လို့သိရပြီ တချို့ဒေတာရင်းသတင်းရင်းမြစ်တွေကတော့ဒီထက်အများကြီးများတယ်လို့လည်းဆိုကြပါတယ်။သူတို့တွေကိုအင်အား90ခန့်ရှိတဲ့စစ်တပ်စစ်ကြောင်းကပသိမ်မုံရွာလမ်းပိုက်ကနေတဆင်ချင်းပိတ်ဆို့စစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဘိုးကြီးစင်ရော်ကဆက်လက်ပြီးခံမှန်းတာတော့၁၀ရောက်အထက်ပါပဲ။၁၀ရောက်ကျော်မို့လို့သာသူတို့တွေဒီလိုမျိုးပေါ်တင်ရှာနေတာပေါ့။ခါတိုင်းပြောက်တယ်ဆိုရင်တော့ချိန်ပြီးပဲရှာတာ။သူများတိမာကြောက်တယ်ရှက်လေရှက်တယ်ပေါ့။လုံချိုရေးကျိုးပေါက်မှလည်းဆိုတဲ့ပေါ့။အဲ့လိုအထက်ကမသိအောင်ချိန်ရှာကြတာ။အခုကပေါ်တင်ကိုရှာနေတာဆိုတော့ ဆယ်ယောက်လောက်ကတော့အနှိမ်ဆုံးပါပဲလို့ဆိုပါတယ်။ဒါပေမဲ့အဆိုပါတပ်ပြေးတွေကိုလက်ရှိအချိန်ထိစစ်တပ်ကပြန်လည်ဖမ်းမမိသေးတယ်လို့ဒေါ်လန်ရေးတက်တွေထားကိုလည်းရောက်ရှိလာခြင်းမရှိသေးတဲ့အနေအထားဖြစ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၈ရက်၉ရက်၁၀ရက်တွေအတွင်းကပါတာ၁၆အနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစကခ၁၀လောက်ခန့်ခမာယာ363နဲ့ခမာယာ363တရင်တို့ကနေအလံဖြူထောင်းတက်ပြေးလက်ရဖန်စီရမိသူစုစုပေါင်း၁၆ဦးအထိရှိခဲ့တယ်လို့ AA ကနေသတင်းထုတ်ပြန်ထားပါတယ် အဲ့ဒီထဲမှာမှနရီကံပြူဟာကုန်းကနေအမတ်ကိုမြေပြင်စေးတက်ရင်ခိုလန်အခြေဆိုင်တက်မှာဒူးတက်ချက်မျိုးမင်းထောင်းဟာအေအေထံကိုနိုဝင်ဘာလ၈ရက်နေ့မှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ဂျမိုက်တရတဲ့ဆက်မှုကိုဒီမှာပဲရနာခွဲပြူပါရှင်။အားလုံးပဲရွှေလိုက်ချမ်းမြေကြပါစေရှင်။